ကဲအခု live solution ဖြော်ပါမယ် live solution ဖြော်ဖို့အတွက်ဒီဟာကရေပါရေတန့်ရေတန့်ကို သုံးပါမယ်เนาะတောက်ရေတန့်ကိုသုံးပါမယ်ဒါလေးက live ချိန်ပါမယ် ဒါလေးက NaOH လို့ခေါ်တယ်။ Sodium hydroxide လို့ခေါ်တယ်၊ lye လို့ခေါ်တယ်၊ caustic လို့ခေါ်တယ်။သူကမတူဘူးเนาะသူကဆက်ယုံထုတ်လုပ်တဲ့ဆက်ယုံမတူတယ်လို့သူ့ရဲ့ပုံစံလေးကလည်းမတူဘူးเนาะဒီဟာက flake လို့ပုံစံလေးပါအဲကျမဟိုရင်တော့ငါသုံးတာတွေကဟို grain လို့ပုံစံလေးပါအစီအစီလေးနေဒါလေးကတော့ flake လေးအပြားအချက်ပြားလေးပုံစံလေးပါ ရေထဲမှာလိုင်းကိုရောပါမယ်ချိုးစားလေးတွေကို recipe လေးတွေကိုဗီဒီယိုအစမှာထည့်ထားပါတယ်နော်လိုက်ဒီအလုံးကြီးထဲမှာပျော်ဝင်သွားပြီဆိုလို့ရှိရင် temperature ကိုတိုင်းပါမယ် temperature 80ကျော်သွားရနော်80ကျော်သွားတယ်ကျမတို့ကအခု cold process လုပ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ temperature ကို40အထိချပါမယ်။အဲ့ဒါကြောင့်သူ့ကိုဘေးနားမှာခဏဖယ်ထားပါအောင်မယ်နော်။ခဏဖယ်ပြီးအေးအေးခံထားပါအောင်မယ်နော်။ ပါသုံးလဲဆိုတော့ကျမတို့နိုင်ငံမှာပေါပေါမြမြရတယ် peanut wine ကိုသုံးပါမယ် peanut wine ကအသားရေမှာလိုအပ်တဲ့ vitamin တွေ nutrients တွေကိုသူကပေးတယ်အဲ့ဒါကြောင့်မို့လို့ကျမတို့သူ့ကိုထည့်သုံးပါမယ်သူကအသားရေအတွက်အရန်ကောင်းတယ် olive oil လိုမျိုးသူ့မှာအာနိသင်တွေအများကြီးရှိအသားရေကိုထိမ့်သိမ့်ပြုတ်ပြင်ပေးနိုင်တဲ့အာနိသင်တွေအများကြီးရှိအဲအကြောင်းကျမကအများသောအားဖြင့် peanut oil ကိုပို့ပြီးတော့သုံးဖြစ်တာများတယ် olive oil ထက်စာလို့ရှိရင် peanut oil ကိုပို့ပြီးတော့သုံးဖြစ်တာများတယ်ကိုကိုနတ်ဝိုင်းကျမကအလွယ်တကူရတယ်ကိုကိုနတ်ဝိုင်းကို သုံးလိုက်ပါတယ်သူကထိုင်းရထုတ်တာပေါ့နော် အော်ထိုင်းကထုတ်တာဆိုတော့ကျမနာမှာအလွယ်ကူရှိနေရောသုံးလိုက်တာပေါ့နော်မြန်မာပြည်ကထုတ်တဲ့ကိုကိုနတ်ဝိုင်းကိုသုံးလို့ရတယ်ဒါပေမဲ့မြန်မာပြည်ကအုံးစီကကြတော့အနံ့ပြင်းတဲ့ခါကြတော့ဆက်ပြာမှာအနံ့ကြီးပြင်းနေတတ်တယ်အဲ့ဒါကြောင့်မို့ဒီကိုကိုနတ်ဝိုင်းကအနံ့မရှိဘူးအနံ့မရှိတော့ဆက်ပြာမှာဟိုအရန်ကြီးအနံ့မပြင်းလာဘူးစီနံ့ကြီးမပြင်းလာ ောက်ပြီးတော့ palm wine မြန်မာပြည်မှာပေါ်ပေါ်များများရတယ်စားအုံးစီမလေးရှားကထွက်တယ် palm wine စားအုံးစီကိုသုံးပါမယ်မလေးရှားဘက်ကနေဝင်လာများတယ်စားအုံးစီကလေအဲ့ဒါကိုသုံးပါမယ် refine palm wine လို့ခေါ်ပါတယ် ြီးတော့ကျမ swiping wine ကိုသုံးပါမယ် swiping wine ကလည်းသူ့မှာ vitamin တွေများကြီးပါတယ်အဲဆက်ပြာလုပ်ပြီးသုံးလို့ကောင်းတယ်ဒါပေမဲ့ မက်စ်ပရိုဒက်ရှင်လုံးမဲ့ဆက်ပြာဆိုလို့ရှိရင်ဒီဟာကိုမတုံးသင့်ပါဘူးဟိုအခုလှုပ်ပြီးတော့မှအခုကိုယ့်အကူအိမ်မှာတုံးမယ်ဆိုလို့ရှိရင်တော့ဒါတုံးလို့ရှိရင်အရန်ကောင်းပါတယ်သူ့မှာဗစ်တာမင်တွေလည်းအများကြီးပါပါတယ်အသားရည်ကိုချောမွတ်စေတဲ့ကောင်းတာတွေကိုလှုပ်ပေးတဲ့ဗစ်တာမင်တွေအများကြီးပါတဲ့အတွက်ကြောင့်မို့လို့ဟိုတုံးပါတယ်ကျွန်မအခုအိမ်မှာတုံးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်မအခုလှုပ်တဲ့ဆက်ပြာကမကြခင်မှာကုံမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ swiping wine ကိုတုံးလို့ရပါတယ် swiping wine ရဲ့အားနည်းချက်က shelf life တိုတယ်လို့ခေါ်ရောင်းကောင်တာတွေမှာကြာကြာထားလို့ရှင်သူကဆက်ပြာကစီကြီးစော်နန်တတ်တယ်အဲ့ဒါကြောင့်မို့လို့မတုံးကြပါဘူးကဲစီရပါပြီစီရရင်ကျမတို့အပူပေးပါမယ်အပူပေးပြီးတော့မှအပူချင်းကိုပြန်လျှော့ပါမယ်နော် ကဲစီကိုပူပေးပါမယ်စီကိုပူပေးပါမယ်နော်အနံ့လေးတွေကိုအနံ့လေးတွေကိုပြင်ဆင်ထားပါမယ်ခိုး process က နံ့လေးနည်းနည်းလေးပဲထည့်ရတယ်เนาะအများကြီးထည့်လို့ရှိရင် तू က trace မြန်နေမြန်မြန်ခဲသွားတဲ့အတွက်ကြောင့်မို့လို့ဒီဇိုင်းပေါ်လို့ရှိရင် तू ကခက်ခဲသွားတယ်အဲ့ဒါကြောင့်အနံ့ကိုနည်းနည်းပဲထည့်ပါမယ်စီရဲ့အပူချိန်ကများသွားတဲ့အတွက်မီးဖိုကိုဖယ်လိုက်ပါတယ် ီ temperature အခုတဖြည်းဖြည်းနဲ့60လောက်ဖြစ်နေပြီเนาะအဲ့ဒါကိုအေးအောင်ခဏစောင့်ပါမယ်လိုင်းရဲ့ temperature ကအခုကျနေပါပြီ။လိုင်းရဲ့ temperature က40နာရီကိုရောက်နေပြီ။စီရဲ့ temperature 40နာရီရောက်ဖို့ပဲလိုရယ်နော်။ ခုချိန်မှာ CR temperature မြင့်နေသေးတယ်။ CR temperature မြင့်တာကနှိမ့်သွားဖို့အတွက်ကိုမြန်တယ်။ CR အေးတာမြန်တယ်။ light ကအေးတာနှေးတယ်။လိုက်ရဲ့ solution ကအေးတာအချိန်တော်တော်ယူရတယ်နှေးတယ်ကျမကမြန်ကျင်လို့ဆိုပြီးအောက်ကရေလေးခံပြီးသူ့အေးခံလိုက်တာပေါ့နော် C ရဲ့ temperature ကတိတ်ပြီးအေးခံကြမှာလို့ခဏနေသူ့အေးသွားလိမ့်မယ်ခဏလေးစောင့်ပါမယ်နော် sodium lactate sodium lactate လေးကို light solution နဲ့ကိုထည့်ပါမယ်ဘယ်လောက်ထည့်မလဲဆိုတော့15 ml လောက်ထည့်ပါမယ် ठेवा में फिफ्टीन एम और ठेवा में ဒီ CEO အပူပေးတဲ့အနံ့နေရာလေးပဲစီနံ့နေမှုေးနေရပဲစီရဲ့ temperature က40ကြော်ကြော်လေးကိုရောက်လာပါပြီเนาะ Light solution ရဲ့ temperature က40မှာရှိပါတယ် light solution ရဲ့ temperature က40မှာရှိပါတယ်။ temperature နှစ်ခု difference က2 3 4အဲ့လောက်ပဲရှိရနော်။အဲ့တော့2 2 3 4 degree celsius လောက်မှာ difference ဖြစ်တဲ့အချိန်မှာရောပါမယ်နော်။ wine နဲ့ light solution နဲ့ရောပါပြီ temperature 40 degree celsius ပတ်ဝန်းကျင်မှာရောပါတယ် လက်နဲ့မှုမယ်ဆိုရင်တော်တော်ကြာကြာလေးမှုရပါတယ်เนาะကျမဆက်အကူလေးနည်းနည်းသုံးလိုက်ပါမယ် ဒီလို trace အနေထားကို light trace လို့ခေါ်ပါတယ် light solution နဲ့ white နဲ့ရောပြီးတဲ့အခါမှာဒီလို trace အနေထားက light trace ပါဒါကို design ပေါ်ပြီးတော့ mode ထဲမှာလောင်းရင်ရပါတယ် trace တွေထဲမှာဆိုရင် light trace ရယ် medium trace ရယ် heavy trace ရယ်ဆိုပြီးတော့မှရှိပါတယ် light trace ဆိုတာဒီလိုကျဲကျဲလေးဒီထက်နည်းနည်းပိုပြစ်သွားရင် medium trace လို့ခေါ်တယ်ခက်ခဲလေးဖြစ်သွားပြီဆိုရင် heavy trace လို့ခေါ်တယ်ကျွန်မက heavy trace ဆိုလို့ရှိရင်အသားကိုပူကြိုက်တယ်စက်ပြာသားကိုပူကြိုက်တယ် heavy trace ကခဲခဲလေးစလောင်းကလေးကခဲခဲလေးဖြစ်ဖြစ်အောင်လောင်းထားတဲ့အခါကျတော့စက်ပြာရဲ့မာအားလေးပိုကောင်းတယ်ဒီ light trace ကကျတော့စက်ပြာရဲ့မာအားနည်းတယ် นอกไปสับยาเย่สับยาตรงในขามาสับยาเย่มาอาเน่เลยเราจะมาตัดตรงเดียวไหม ိုက်ကကလာကိုကိုကိုချိန်ထဲပါမယ်နော်ဘလို့အယောင်မျိုးဘလို့အနုအရင်ကိုကိုကြိုက်တယ်လို့ချိန်ထဲပါမယ် တို့တွေရဲ့ temperature လေးကအခုချိန်ဆိုရင်နွေ့နွေ့လေးဖြစ်နေတယ်နော်သူတို့ကအခုကအချင်းချင်း spotification လုပ်နေကြတယ် wine နဲ့ light solution နဲ့ spotification လုပ်နေတယ်ဓာတ်ပြုတ်နေတယ်ပေါ့နော်ကဲ fragrance white ထည့်ပါမယ် fragrance white ထည့်လိုက်လို့ရှိရင်သူတို့တွေကแน่ๆလေးမာသွားတယ်အဲ့ဒါကို တည်တည်ချာချာလေးပြန်ပြီးတော့ໝွေပေးရပါမယ် fragrance white ထည့်ပြီးတဲ့အချိန်မှာသူကခဲကျင်တယ်လို့ဖြစ်လာတယ်နော်အဲ့ဒါကိုတိတိကျကျလေးပြန်ပြီးတော့မှုေပြရပါမယ် heavy trace ဖြစ်ချင်နေပြီသူက ူကနည်းနည်းလေးခဲကျင်တယ်။နာနာလေးမှုပြရတယ်နော်။စီပီကလောက်ရတာအရန်ကယူဆိုက်ရတယ်လွယ်လွယ်လေးပဲအရန်ကယူဆိုက်ရတယ်။တెంပရေချာလည်းအနည်းများလောက်လို့မရဘူး။အပူအချိန်ကလည်းညှိလို့မရဘူး။ ဲ့ဒါဆိုရင်လောင်းပါမယ်